မြန်မာနိုင်ငံငလျင်တန်တင့်ပြည်သူတွေအတွက်ရှယ်ပုံငွေပွဲတစ်ခုကိုထိုင်းနိုင်ငံချင်းပိုင်မျိုးကထဲပေဂိမ်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဆော်မင်းသိမ့်ပေးပို့ထားပါတယ်ရှင်။ ဒီပွဲကိုတော့ချင်းမိုင်တက္ကသိုလ် CM မြို့ကမြန်မာစင်တာနဲ့ချင်းမိုင်မြို့ကမြန်မာလူမှုအတိုင်းဝိုင်းတို့ပူးပေါင်းပြီးဂျွန်လ20ရက်နေ့ကပြုလုပ်ခဲ့တာပါအခုကတော့နော်အဖက်ဖက်ကလူတိုင်းကလည်းဒုက္ခရောက်နေကြတယ်ပေါ့နော်အဲ့ခါကျတော့ဘယ်လိုစားဒုက္ခရောက်တာချင်းတူတူတော့အတင်းထားပါပေါ့နော်ကျမတို့ဖက်ကလည်းဒီအဝေးရောက်မြန်မာပြည်သူပြည်သားများဒီမှာရောက်နေတဲ့ထိုင်းရောက်ထိုင်းလူမျိုးနဲ့အတူအဝေးရောက်ထိုင်းရောက်မြန်မာပြည်သူပြည်သားများပေါ့စုပေါင်းပြီးတော့တတ်နိုင်တဲ့တင် ဘက်ကနေပြီးတော့ပါဝင်ပြီးတော့ကူညီပေးဖို့လဲဟိုစ조사နေကြတယ်တတ်နိုင်တလောက်လဲ조사ပြီးတော့ကူညီသွားပါမယ်ပေါ့ငလင်ဘေးတင်ပြည်သူတွေအတွက်ရမုံငွေရှာဖွေပွဲမှာတချင်းတီဆူဖြော်ပြီးတာမြမရိုးရအကတိုင်းသားရိုးရအကရီနဲ့တီဆူဖြော်ပြီးတာမြမရိုးရအစားအစာတွေရောင်းချတာ လက်မှုပစ္စည်းတွေရောင်းချတဲ့အစီအစဉ်တွေစတာတွေပါဝင်ခဲ့ပါတယ်အဲငလျင်တန်းကြောင့်ပေါ့နော်ထိခိုက်ပျက်စီးသွားတဲ့ဒေသတွေထိခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေပေါ့နော်သူတို့တွေကို အဲတွားရောက်လူတန်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့တွေအနေနဲ့ပြည်ပမှာရောက်ရှိနေတဲ့သူတွေအနေနဲ့ပေါ့နော်အဲတက်နိုင်သလားဝင်ရောက်အားဖြည့်ရအနေနဲ့ဒီဘွဲကိုတက်ရောက်လာတာဖြစ်ပါတယ်အဓိကတော့ပေါ့နော်ဒီအဲအရန်စိတ်မကောင်းဖြစ်ရတယ်ပေါ့ငလျင်တန်ခံလိုက်ရတဲ့ပြည်သူတွေတကယ်ကိုကြီးမားတဲ့ဒီတက်ရောက်မှုတွေခံလိုက်ရတယ်အသက်အိုးအိမ်စီးစိမ်တွေပျက်စီးသွားတယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျမတို့တွေဘာမှမလုပ်ပေးလိုက်နိုင်ဘူးဟိုကျမတို့အနေနဲ့တက်ဆွမ်းတဲ့ဘက်ကနေပြီးတော့ပေါ့နော်ဒီကြံရစ်ခဲ့တဲ့သူတွေအတွက်အဲတက်တော့တက်တာဖြစ်လို့ဖြစ်냐ဆိုပြီးတော့ကျမတို့တွေလုပ်ပေးနိုင်တဲ့ဟာတွေကိုစွမ်းကုန်ကူညီဆောင်ရွက်ပေးဖို့အတွက် ကျမတို့တွေလည်းစိတ်ရသက်သက်ပါတယ်ပေါ့မက်လာ28နေကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်စကိုင်းမန္တလေးနေပြည်တော်အင်းလီအောင်ပန်းစတဲ့ဒေသတွေမှာငလင်တန်ကိုအကြီးကျယ်ခံစားခဲ့ရပြီးပြည်သူတွေတည်ဆုံမှုများပြားတဲ့အပြင် နေအိမ်တွေလည်းအများပြထိခိုက်ပျက်စီးခဲ့ပါတယ်။ DVB data ထင်းမြက်ဂျွန်လ24ရက်နေ့ထိကောက်ယူစုဆောင်ထားတဲ့အချက်အလက်တွေအရငလင်ကြောင်ထိခိုက်သေးဆုံးသူ4520ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိသူ11366ယောက်ရှိပါတယ်။ကျွန်တော်စောမင်းသိမ်းပါ။